ကဲတော့ကျွန်တော်ဒီကနေ့နိုဝင်ဘာလ၄ရက်နေ့ညအိုးပိုင်းတစ်ဖက်ကတော့နောက်ဆုံးသိရတဲ့သတင်းတွေကိုပဲဦးစားပေးလာပြီးတော့ဖတ်ပြတော့ပါဒီကနေ့ညပိုင်းကတော့ reaction video ပိုင်းတွေတော့ပေါမှာတော့မှုပေါ်ရတော့ video ပိုင်းကြီးကျင်တဲ့မောင်မမတွေကမနေ့ပြန်မနေ့ခက်ဆော့ဆော့မှာပဲအကုန်လုံးသတင်းကောင်းလေးနဲ့ပြည့်ပြည့်စုံစုံပေါ်ပြပေးပါမယ်ကဲတော့အရှင်းဆုံးဒီကနေ့ညပိုင်းကြားဖြန့်ကိစ္စနဲ့ပတ်သက်တဲ့သတင်းတွေပဲစလိုက်အောင်ပါအဲ့ဒါတော့ မေအောင်လိုက်ကိုတိုင်ဘွဲရစိတ်တွေချင်းမြစ်ထားပြီးတော့ပခုံးကအပွင့်နေပါသူကိုတိုင်တက်ဆင်ပေးထားတဲ့မေအောင်လိုက်နဲ့ချမ်းဖိုးကတကိုးခင်ရိုးရဲ့ခိုးဖို့ခိုးပဲဖြစ်တဲ့ကိုကန့်ခေါင်းဆောင်ဟောင်းပဲစောက်ချင်ပါဝင်ခုနှစ်ဦးကိုဒီကနေ့ပဲတရုတ်နိုင်ငံတရားရုံးကတေရန်နေနဲ့ဆိုင်းငံ့တေရန်နေပါချမှတ်လိုက်တယ်ဆိုပြီးတော့သိရှိရတယ်အပြည့်ဆိုတော့ယနေ့နိုဝင်ဘာလ၄ရက်နေ့ကွမ်တုံပြည်နယ်ရှန်ချမ်းမြို့တရားရုံးကပယ်မီသားစုများကကျူးလွန်ထားတဲ့ရာဇဝဲဂိုင်းများ၏ အမှုများအတွက်ရင်းခဲ့သူသောတေးတိုင်းဖြစ်တဲ့များကို ချမှတ်လိုက်ခြင်းဖြစ်ကြောင်းသိရှိရတယ်လောလောဆယ်ပါအဲ့ဒီ9ဦးထဲမှာပယ်ဆောင်ချေအပါဝင်9ဦးကိုတော့တေးတိုင်းနဲ့ချက်ချင်းချမှတ်လိုက်ပြီးတော့တခြားတရေခံ2ဦးကိုတော့စိုင်းငံ့ကျွန်တော်တို့နှစ်နှစ်စိုင်းငံ့တေးတိုင်းနဲ့ချမှတ်ထားတယ်လို့သိရှိရပါတယ်ဘေးနားမှာတရင်ပြေဆုံးတဲ့ဓာတ်ပုံတွေခြံပေးထားပါတယ်ဒီလိုမျိုးပယ်မိသားစု တေရန်နေချမှတ်ခံမယ်ဆိုတဲ့သတင်းတွေဟာဒီနေ့အစာပိုင်းတွေကတက်တက်တွေထွက်လာတဲ့ကြောင်းကြံခဲ့တဲ့လာပိုင်းခြားအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုယ်တိုင်အာဆီယံစည်းဝေးတက်လာပြီးတော့မြန်မာနိုင်ငံရင်းနဲ့ပတ်သက်လို့မွေးရီရှင်ဝါရောင်းဝယ်ဖောက်ကားမှုလူကုန်ကူးမှုတွေကြားဖြတ်ကျွန်တော်တို့မွေးရီရစာဂိုင်းကောင်းဆောင်တွေဟာကေကေပါနဲ့မြောက်ရီမှာရှိနေဆိုတဲ့အမေရိကန်နဲ့နိုင်ငံတကာကျွန်တော်တို့ highlight လုပ်ပြီးတော့ထောက်ပြလာတာဒီကြောင်းဒီပြုံမှပဲကြံခဲ့တဲ့လာပိုင်းခြားလည်းအမေရိကန်နေဆက်ဖြတ်ကျော်တဲ့အဖွဲ့အစည်းဆိုပြီးတော့ စောချစ်သူနဲ့သူ့ရဲ့မိသားစု ပိုင်ဆိုင်တဲ့စီးပွားရေးလုပ်ငန်းတွေကိုဆန်ရှင်ကျွန်တော်ပိတ်ဆို့အရေးယူလာတဲ့အတွက်ကြောင့်အခုလဲပယ်ဆောင်ချေလို့တရုတ်နိုင်ငံတရားရုံးကတေးတန်းတွေချမှတ်လိုက်ပြီဆိုတော့ကအမျိုးရုပ် BGA ခေါင်းဆောင်စောချစ်သူနဲ့ DGB ကတခိုးစုအဖွဲ့တွေကတော့တော်တော်လေးကိုကြောက်ချီးတွေပန်းနေပြီးတော့ဘဲချင်းငါလဲလာမလဲမရောက်နိုင်လို့စစ်ပွေးဆိုရငါ့ကိုလည်းတရုတ်ပြည်ပဲကောင်မလဲလွှဲပေးမလားဆိုပြီးတော့ကြံခဲ့တဲ့လတွေကစစ်ခိုးတဲ့နယ်ပေါင်းပြီးတော့အဲ့ဒီ KK ဘတ်မှာ ဟန်ပြောင်းဝင်ရောက်စီးနှင်းဖမ်းဆီးမှုတွေလုပ်ပြတဲ့ဒီပြုံမှာပဲ KK ပါထဲမှာရှိတဲ့ကြားဖြန့်မွေးရသာခိုင်းကောင်းဆောင်ထိပ်ပိုင်းခေါင်းဆောင်တွေကို BGR နဲ့စစ်ခုတ်တဲ့ပေါင်းပြီးတော့လုံခြုံစိတ်ချရတဲ့နေရာတွေမှာဖွက်ထားပေးပြီးတော့ကြံခဲ့တဲ့တရုတ်နိုင်ငံသားရင်းနဲ့တခြားနိုင်ငံသားအယောက်ပေါင်းတထောင်နီးပါးကိုတော့ထိုင်းနိုင်ငံပဲအချောင်းအကုန်လုံးပန်းထုတ်လိုက်တယ်အခုလည်း KK ပါထဲမှာဒီနေ့ဆိုရင်တော့စက်တရုံမြောင်းလေးကိုရှိလာပါပြီ BGR နဲ့စစ်ခုတ်တဲ့ပေါင်းပြီးတော့အဆောင်တွေကိုကျွန်တော်တို့စတင်ဖြိုချလာတာအခု ီကနေ့ညာပိုင်းမှာ DBB ကဘလို့ဖော်ပြလာလဲဆိုရင် KK ပတ်ကတစ်ခုလုံးကိုဖြိုမှာဘုံခွဲတာကအဲ့ဒီထဲမှာအကုန်ခွဲမှာဒီတိုင်း29လုံးအကုန်လုံးကိုမိုင်းချောင်ပြီးတော့မြေကြီးတဲ့ကိုပြောင်းဖြိုချမှာပါတယ်ဖြိုချပြီးတော့ဒီမှာ KK ပတ်ကြီးလုံးဝကိုမရှိတော့ပါဘူးဆိုတော့အဲ့ဒီပုံစံမျိုးတွေလုံးမှာပါတယ်အဲ့ဒီထဲမှာရှိတဲ့လူတွေအကုန်လုံးကိုလည်းပေးပြန်လိုက်တယ်ဆိုတော့ပုံစံမျိုးကိုသူတို့ကလုံးနေတာ တန်ဖိုးရှိတဲ့ပစ္စည်းတွေကတော့လုံးဝကိုမရှိတော့ပါဘူးမိကန်တစ်တာတွေကစသူတို့လူကြီးလမ်းကြောင်းလာရဆိုပြီးတော့တိုက်ပေါ်မှာရှိတဲ့မိကန်တစ်တာတွေကို BGN နဲ့စစ်ကိုရကကောင်တွေကအရင်ဆုံးတည်ထုတ်တာပါတဲ့အရင်ဆုံးကွန်ပျူတာတို့လက်တော့တို့ကြတော့မော်ဒယ်မြင့်နဲ့ကောင်းတဲ့ဟာတွေကိုယူထားတယ်မကောင်းတဲ့ဟာတွေကိုတော့ဗီဒီယိုဓာတ်ပုံရိုက်ပြီးတော့ဖြိုဖျက်ဖျက်ဆီးမှန်ပုံစံမျိုးတွေလုပ်ပါတော့မယ်ဆိုပြီးတော့ကဲတော့ဒါကတော့ဒီကနေ့စက်တင်ဘာလရှိလာပြီဖြစ်တဲ့အတွက်ကြောင့် ကကေပတ်မှာရှိတဲ့အဆောင်29လုံးကိုအကုန်လုံးမိုင်းထောင်ပြီးတော့ဖြိုချဖျက်ဆီးတော့ပါမယ်ဆိုတော့စစ်ကွေးတပ်နဲ့ BGA ကတော့ဒါတရုတ်နိုင်ငံကိုလည်းချပြခြင်းနဲ့နိုင်ငံတကာကိုလည်းသူတို့ကကေပတ်ကလုံးဝကိုမရှိတော့ပါဘူးဒီမှာရှိတဲ့လူတွေအကုန်လုံးကိုလည်းသူတို့ရဲ့နိုင်ငံအသီးသီးကိုပေးပြီးတော့ပြန်လိုက်ပါတယ်ဆိုတော့ပုံစံမျိုးတွေ BGA နဲ့စစ်ကွေးတပ်ပေါင်းပြီးတော့ရွှေ့နေတဲ့အကွက်တွေပါပဲတလက်စားတဲ့အဲ့ဒီကကေပတ်မှာရှိတဲ့အဆောင်29လုံးကိုမိုင်းခွဲဖျက်ဆီးတာနေမဟုတ်သေးပဲနဲ့ မိုင်းလားမှာလဲကြားဖြန့်ပစ္စည်းတွေကိုစတင်ပြီးတော့မီးရှို့ပြနေလို့သိရတယ်အပြည့်စုံကတော့ရှမ်းပြည်နယ်ရှေးပိုင်းအထူးဒေသလေးမိုင်းလားမြို့မှာတင်စီရမ်းနေတဲ့ online ငွေလေကိုင်းကြားဖြန့်အသုံးပြုနေတဲ့ PC တပေါင်းခန့်ကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းရှမ်းပြည်နယ်ရှေးပိုင်းအထူးဒေသလေးတရင်းပြန်ကြိုင်ဌာနကတော့ထုတ်ပြန်ထားပါတယ်ဒီကောင်လေးချက်ချင်းလက်ငင်းဆိုလိုတရုတ်နိုင်ငံဘယ်ဆောင်ချိန်မိသားစုကိုတေရန်လဲချမှတ်တယ်လဲဆိုရဲဆိုတော့ဘလောက်တောင်ကြောက်ချီးပန်းလဲမသိဘူး မိုင်းလောက်မှလည်းကြားဖြန့်ပစ္စည်းတွေကို မီးရှို့ပြပါဆိုတဲ့သတင်းကလည်းရှင်းစစ်နောက်စစ်ဆိုလိုတက်လာပါတယ်ဘေးနားမှာအပြည့်စုံချပေးတော့ပါတယ်ဒါရင်မုံသေးပဲနဲ့အဲ့ဒီကြားဖြန့်နေရနေမြန်မာနိုင်ငံနေရအနှံ့ပြားသီးသီးကိုစက်ကျဲပြောင်းလာတာမှာအခုဆိုရင်တော့တခြားမဟုတ်မင်္ဂလာတုံစစ်တပ်ဝင်းနီးမှာကြားဖြန့်ငွေနေဖွဲ့ရင်အထန်ချလုပ်ကန်ရလို့သိရှိရပါတယ်ကဲတော့ရွှေသမင်းဘေကားထွက်မင်းကြီးတာကားထွက်အချမ်းဘက်စစ်ကိုတက်ကိုယ်တိုင် စက်ကြီးတွေယူခွဲတန်းတွေယူပြီးတော့သူတို့ကိုယ်တိုင်လုံခြုံရေးထက်ထက်နဲ့ခွင့်ပြုပေးထားတဲ့မင်္ဂလာတောင်ဒါစစ်တပ်ဝင်းနေချားပြန့်ဝင်းနေအဖွဲ့တွေအထိုင်ချလုတ်ကန်နေလို့သိရှိရတယ်အပြည့်ဆုံးကတော့ခေပင်လမ်းကွင်းနဲ့တငင်းကုန်းလမ်းဆောင်ကြားမှာရှိတဲ့မင်္ဂလာတောင်ပန်းချံဘေးလမ်းကနေဝင်သွားတဲ့အိမ်ရောင်ဝင်းထဲမှာတော့အခိုင်အမာကိုအထိုင်ချလာပြီးတော့လုတ်ကန်နေတယ်ဆိုပြီးတော့ကိုယ်တိုင်ရောက်ရှိတွေ့မြင်ခဲ့သူတယောက်ကတော့ပြောပြထားတယ် သူတို့တွေကနေကန်လိုဘလောက်တောင်မွေးလာလဲမပြောရတော့ဘူးလေအလိန်ခံရတဲ့သူတို့အများကတရားကိုယ်ထဲနေတဲ့သူတွေကိုတိမ့်သွင်းလို့ဖြစ်သွားကြတာများပါတယ်ကြားဖြတ်နေမြေပြင်ထိကိုအခုနောက်ပိုင်းဖြန့်ကျစ်လာလို့အတော်လေးကိုတရေထားမှာပါဆိုတဲ့စစ်ခွတ်တဲ့ကိုယ်တိုင်ကကြားဖြတ်ရတဲ့မွေးတွေကိုတဝက်စီကျွန်တော်တို့ခွဲတန်းယူပြီးတော့အခုဆိုရင်မင်္ဂလာလုံးစစ်တဲ့ဝင်းကြီးမှာကြားဖြတ်မွေးလိန်ဖွဲ့တွေအထန်ချလုတ်ကန်နေပါဆိုတဲ့တဲ့မှာပဲအဲ့ဒီနီးနားမှာရှိတဲ့ပြည်သူတွေလည်း ်တရေထားလို့ရအောင်လို့အကျယ်တခွင့်နေကျွန်တော်ပြန်ပြီးတော့ဖတ်ပြတာပါကြံပါသေးတယ်အဲ့ဒီချားဖြန့်ကိစ္စနဲ့ပတ်သက်ပြီးတော့ကြံခဲ့တဲ့နှစ်က Miss Universe ကိစ္စနဲ့ပြဿနာတွေတက်သွားခဲ့တဲ့ Cooking Show ဆိုပြီးတော့လူများလှောင်ကြောင်ခြင်းကိုခံရတဲ့ချားဖြန့်တန်တရားဖြစ် Miss Universe အဖွဲ့ကိုထိုင်းရဲတွေဝင်စည်းတယ်လို့သိရပါတယ်အဲ့တော့အဆိုပါအလှမဲ့ပြန်ပွဲများ၎င်းတို့တဲကိုတဲ့နေရာမှာ Online Casino ဆိုင်ရာဗီဒီယိုများရိုက်ကူးခဲ့တယ်ဆိုတော့ဆွဆွဲချက်ပြီးထိုင်းရဲတပ်ဖွဲ့ကတော့ ဝင်ရောက်စီးနင်းကြောင်းကို The Nation သတင်းမှာတော့ဖော်ပြတာလေလောလောဆယ်မှာအဲ့ဒီ Miss Universe ကကျွန်တော်တို့အဖွဲ့ကောင်းဆောင် CEO ကိုဟိုဂျော်ဒဂီကောင်ကတော့လဲတယ်သူနဲ့အဲ့ဒီကိစ္စတွေကမပတ်သက်ပါဘူးဆိုပြီးတော့ကြံတဲ့ကိစ္စတွေကိုပဲထိုင်ရတက်ဖွဲ့ရတော့ဝင်ရောက်စီးနင်းပြီးတော့ဖမ်းဆီးရလို့သိရပါတယ်ဘေးနားမှာအပြည့်စုံတွေခြာပြီးတော့ပါတယ်ကဲတော့ဒါကတော့ကြမ်းဖြန့်ကိစ္စရင်းနဲ့အခုဒီနေ့တက်လာတဲ့သတင်းတွေကိုအကုန်လုံးပေါင်းချုပ်ပြီးတော့ဖတ်ပြတော့ပါအဲ့တော့လောလောဆယ်မှာအမျိုးရုပ် BGA ကောင်းဆောင်စောချစ်သူကတော့မျက်ခုံးတွေလှုပ်နေပြီးတော့ ဘယ်မိသားစုသေးတယ်နေချမှတ်ပြီးသွားရင်ငါလည်းဘယ်တော့မှလာမလဲဆိုပြီးတော့အသေးအတန်ကိုစစ်ခိုးတဲ့နဲ့ပူပေါင်းပြီးတော့သူတို့ဘက်ကမြောက်ရီမှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေကိုနှိမ်နှင်းပြနေပါတယ်ဖောက်ခွဲဖြစ်စည်းပြနေပါတယ်ဆိုတော့နှစ်ချက်ကိုတော့စပြီးတော့နင်းနေပြီဆိုတော့ကဲတော့ကြားဖြတ်ကိစ္စတွေပြောလိုက်တာဗီဒီယိုပိုင်းတွေရှင်းသွားမယ်နေတူပါတယ်စစ်ကုံစီရဲ့အတူအရောင်ရုပ်ကုတ်ပဲပတ်သက်တဲ့သတင်းတွေပဲကိုလှည့်လိုက်အောင်ပါအဲ့ဒါတော့မနေ့ကလည်းကျွန်တော်တို့ကြားရတာတော့ဖန်ပါ ကျန်းဖို့ပါရရဲ့မဲဆွယ်ဆိုင်ဖို့ကိုစုတ်ဖြဲခံရလို့ဆိုပြီးတော့အတမပြည့်တဲ့ကလေးငယ်တွေအပါအဝင်ဖန်ဆီးခံရလို့သိရတယ်ဒီပြုံမှာပဲရန်ကုန်တိုင်းဒလန်းမြို့နယ်ဘက်မှာလည်းအဲ့ဒီစစ်ကုံစီရဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကိုလက်သေးနဲ့အထိုးခံလို့ထိုးလိုက်တဲ့တရားခံတို့တော့စစ်ကိုတက်ကတော့ချက်ချင်းကိုဖန်ဆီးသွားလို့သိရတယ်ဒီပြုံမှာပဲမနေရဆိုရင်လည်းရန်ကုန်မှာရှိတဲ့စိုက်ကားသမားတွေဘေးသမားတွေကိုမွေတပေါင်းခွဲနဲ့ စံလေးစီတွေပေးပါမယ်ဆိုပြီးတော့မဲဆွေစီယုံးတွေအတင်းလိုက်ခိုင်းပြီးတဲ့နောက်မှာတကယ်လဲစိုက်ကားဆရာတွေကတောင်းပြီးတော့တောင်းလဲတောင်းပတ်စံမရရှိတဲ့အတွက်ကြောင့်လောလောဆယ်မှာစိုက်ကားဆရာတွေဘေးရွှဲဆရာတွေနဲ့အုတ်ကြီးနဲ့ကြက်ဖို့ကိုယ်စားလှယ်လောင်းတွေပြဿနာတွေတက်နေလို့ကြားသိရတယ်အဲ့တော့ဒီကနေ့မဲဆွေစိုင်းဖို့ကိုကြက်ဖို့ကမဲဆွေစိုင်းဖို့ကိုဖျက်ဆီးတယ်ဆိုတဲ့ဆွဆွဲချင်းနဲ့အသက်မပြည့်သေးသူအပါဝင်အမျိုးသားနှစ်ဦးကိုတော့စစ်ကောင်စီကတော့နိုဝင်ဘာလ2ရက်နေ့မှာဖမ်းဆီးလိုက်တယ်လို့သိရပါတယ်အဲ့တော့ အခုဒီအပိုင်းအတွင်းမှာတင်ဒီဒီပိုင်းအတွင်းမှာတင်တို့ရွေးကောက်ပွဲကိုနှောက်ရှက်တယ်ဆိုတော့ဥပဒေနဲ့အသက်မပြေသေးတဲ့သူအပါအဝင် ပြည်သူ9ဦးထက်မနည်းတော့ဖမ်းဆီးအမှုဖွင့်ထားတယ်လို့သိရပါတယ်ကျွန်တော်တို့ကြံခဲ့တဲ့လားတွေကပြောပါတယ်သွားပြီးတော့မလုံးကြပါနဲ့အဲ့ဒီချမ်းဖို့ကတခိုးတွေဟာမပြိုင်ဘဲနဲ့တော့နိုင်နေတယ်ဆိုတော့ငါမင်းဆွေပြောသလိုပဲနောက်ဆုံးတပါလီတဲ့ပြိုင်ရင်တော့နိုင်မမလားမသိဘူးဆိုတော့ရွေးကောက်ပွဲနှောက်ရှက်လို့ဆိုပြီးတော့ပြီးရင်ရှုံးနေတယ်ထပြီးတော့လုံးမယ်ကဲတော့ တလက်စားတဲ့နောက်ထပ်သတင်းပို့ဆိုရင်မာဘာသာ ဖုံးကြီးလူထွက်ဗေဒီဆရာလဲပြီးသုံးလုံးရဲ့အမှတ်လောင်းဖြစ်ဝင်ပြီးတော့ကန်ဆန်းတယ်လို့သိရပါတယ်အပြည့်အစုံကတော့မော်လင်းမြိုင်မှာမာဘာသာဖုံးကြီးလူထွက်ဗေဒီဆရာလဲပြီးသုံးလုံးပါတီအမှတ်လောင်းဖြစ်ကန်ဝင်ဆန်းချောင်းကိုသိရှိရတယ်အရင်ကတော့မော်လင်းမြိုင် YMB အသင်းကလုပ်တဲ့ပွဲတွေမှာတွေ့ရလေရှိတယ်38ဖြာတော့ အမျိုးကိုချစ်ပါတယ်လို့ယင်ကျေးလိန်မာတို့ YBA တင်တန်းနေပါစင်ပေါ်တက်ပြီးတော့ဖိန်ကုန်းပြီးတော့ဟောတဲ့အကောင်တွေပါအဲ့တော့ဘေးရင်ဟောတယ်အင်ချမ်းမြေပွဲစားလုပ်တယ်နိုင်ငံရေးဆိုတာဘာမှန်းမသိဘဲနဲ့မဘာသာလမ်းကြောင်းကနေအခုတော့ပြီးတော့လို့အမှတ်တောင်းဖြစ်ပြီးဘေးရင်ဆရာဆိုတော့လေကံဝင်စမ်းကြည့်တာပေါ့ဆိုတော့ကဘေးနားမှာပဲဘေးရင်ဆရာတဖြစ်လဲအမျိုးဘာသာတာသနာဆိုတဲ့ဖိန်ကုန်းကုန်းအော်ဝဲပြီးတော့အခုတော့ဘေးရင်ဆရာကနေပြီးတော့လို့အမှတ်တောင်းဖြစ် ကံဝင်စမ်းပါတယ်ဆိုတဲ့သတင်းမှပဲကြံပါသေးတယ်တလက်စာတဲ့အဲ့ဒီ PPP ပါတီကိစ္စနဲ့ပတ်သက်ပြီးတော့ရဲပြုတ်မဘာသာဥက္ကဋ္ဌမိမနဲ့ရန်ဖြစ်ပြီးတော့တနတ်ဖြစ်ဖို့တယ်ဆိုပြီးတော့မော်လမြိုင်မှာတော့လောလောဆယ်မှာနာမည်ကြီးနေပါတယ်အပြည့်အစုံကတော့လက်စားမှုပြည့်ရဲရနေပြုတ်လာပြီးတဲ့နောက်မှာယာစွေးမှုနဲ့ထောင်လဲကျခဲ့ဖို့သူမော်လမြိုင်အခြေဆိုင်အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီဥက္ကဋ္ဌတန်းဆိုပါဇနီးနေ့ရန်ဖြစ်စင်မှာ စိတ်မထိန်နိုင်ပဲတနတ်ဖြစ်ပေါက်ပဲကြောင်းတရင်တွေထွက်ပေါ်လေရှိပါတယ်တဲ့အဲ့တော့တန်းဆိုလို့နေတဲ့နားကလူတွေကတော့အတီးပြုတ်တယ်သူတို့တွေများရံဖြစ်တာကတော့နေ့တိုင်းနှီးပါပါပဲတနတ်ပြစ်ဖောက်တာကတော့အခုမှပေါ့လေအဲ့ဒီတနတ်ကလည်းဘယ်ကားရတာလဲပါတီဥက္ကရာတွေကိုမင်းအောင်လိုက်ကပဲတနတ်ပေးထားသလားဆိုတာပါတီနဲ့နှီးဆက်တဲ့မော်လမြိုင်မြို့ကန်ကြီးကလည်းပြောပြတာလေကျင်းသေးတာပေါ့အဆိုးဆုံးကတော့ကျန်းဖို့ပါတီရဲ့ကိုယ်စီလေလောင်းနေတိုင်းမှာတနတ်အပြုံမှပဲဒီကောင်လေးပြောလို့ရတာမဟုတ်ဘူး9000စားတွေကိုလည်း ဝချုံလေးပါထုတ်ရင်ထုတ်ပေးထောင်းမယ်ဆိုတော့ကဲတော့ဘေးနားမှာပဲတရင်ပြေဆုံးခြာပေးထားပါတယ်။ကဲတော့နောက်ထပ်ကျွန်တော်တို့တိုက်ပွဲတရင်ကောင်းတွေပဲကိုလှည့်လဲအောင်ပါ။အဲ့ဒါတော့မကွေးတိုင်းပခုတ်ကူမြို့နယ်မှာကုံကားတွေစီကနေစက်ကြီးငွေကောက်ခံနေတဲ့ရဲလီမယာပြစ်ခတ်ခံပြီးတော့ရဲယောက်ျားတော့တိတ်ဆုံးသွားပြီးတော့ကိုဝင်တဲ့ရဲမင်းမတော့ပြန်ပြီးတော့လှုပ်ပေးခဲ့လို့သိရှိရပါတယ်။ငါတို့ဘက်ကမင်းတို့အချမ်းတော့မယုံပါဘူးဆိုတော့ကအပြည့်ဆုံးကတော့ ြံခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့မနက်9:00နာရီဝင်းကျင်မှာအဲ့ဒီပခုတ်ကူမျိုးလေရင်ကွင်းထိပ်မှာကုန်ကားတွေစီးကားနေငွေတောင်းခံနေတဲ့ရဲလက်များကိုတော်လိုင်းတပ်ဖွဲ့တွေကတွေ့ခဲ့တာကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်အဲ့တော့သူတို့ကပတ်စံကိုတရားဝင်ကောက်ခိုင်းတာလည်းမဟုတ်ဘူးဘတ်ဂျက်ဒါရှိုးရှာတာပေါ့လေတရက်တရက်ကို2ရက်ဒါမှမဟုတ်3ရက်လောက်ကထွက်ထွက်ပြီးတော့တောင်းနေတာအဲ့ဒါကိုကျွန်တော်တို့ကလည်းချောင်းနေတာပေါ့ရဲလက်များ2ရက်ကိုတော့ယောက်ျားကိုတော့အနည်းကပြစ်ခတ်လိုက်တယ်မိန်းမကတော့ဘတ်ဂျင်းနဲ့မလို့ပဲ ဖမ်းလိုက်တယ်စစ်စင်းမင်းမြန်စရာရှိတာတွေမေးပြီးတော့ပြန်လွှတ်လိုက်ပါတယ်ဆိုပြီးတော့စောင်းတန်း YS ကို PDF တက်ဖွဲ့တောင်းဝင်ခံကိုအောင်မောင်းကလည်းမနေ့အစောပိုင်းကအဲ့ဒီသတင်းကိုပြောပြထားပါတယ်။ဘေးနားမှာပဲသတင်းပြည်စုံနဲ့ဓာတ်ပုံလေးတွေချပြထားပါတယ်။တလက်စာတဲ့နိုင်ရီကန်ဖြူဝါရဲ့ဒီကနေ့နောက်ဆုံးသိရတဲ့သတင်းဆိုရင် People's Spring ကကွန်ဖမ်းပေးလာတော့ပါ။ကျွန်တော်အချင်းချင်းပဲဖတ်ပြမယ်။အခုဒါအမ်မရန်လမ်းမိုက်မှာအကြီးဆုံးစခန်းဖြစ်တဲ့နောက်ဆုံးကြံတဲ့ နိုင်ရင်ကန်ဘျူဝါကုန်းကိုအာရခရတ်တို့အင်းနဲ့မဟာမိတ်တွေကထိုးစစ်စင်တိုက်ခိုက်နေပြီးတော့ဒီကနေ့နိုဝင်ဘာလ၄ရက်နေ့ဒီအချိန်လေးကိုမြေပြင်စစ်ရေးသတင်းမြစ်ချိုးကတော့အခုလိုပဲပြောပြထားပါတယ်ဘျူဝါလေးကိုလူရင်ကလေချောင်းကရင်လဲနောက်ဆုံးစစ်ခွေးတကမပို့နိုင်တော့ဘူးရိတ်ခါနေပဲလင်ပေါ်ကနေပြီးတော့ဒါပြစ်ချလို့ရတဲ့အချိန်ကြီးပါတဲ့လမ်းချောင်းကလာတဲ့အဖွဲတွေကလည်းဘျူဝါအထိကိုမပေါက်တော့ဘူးပတ်ချံလဲမှာလဲဖြတ်တော့တာတဲ့အချိန်ကြီးပါလို့ပြောပါတယ်ဒီပြုံမှာပဲ မြေပြင်ကနေစစ်ကူပို့ဖို့ကြိုးစားနေတဲ့စစ်ကြောင်းတွေကစစ်မှုတန်းတင်တန်းစင်စစ်သားအစ်စ်တွေလည်းထွက်ပြေးနေကြပြီးတော့အရင်နဲ့မဟာမိတ်တွေကဒီအပိုင်းမှာစက်တိုက်ကိုကျွန်တော်တို့အရှင်လည်းရဖမ်းမိထားတာတွေရှိပါတယ်အဲ့ဒီထက်ကတုံမန်းတယောက်ပြန်ပြီးတော့ပြောပြချက်ရဆိုရင်အဲ့ဒီကျွန်တော်ဘေးနားမှာဓာတ်ပုံချပေးထားတဲ့ကဘာလုံးပုံစံဂျူဝါထဲမှာ300လောက်ကျန်ပါတယ်တဲ့ဒဏ်ရာရတာက90လောက်ရှိတယ်အဲ့ဒီဒဏ်ရာရတဲ့စစ်ခွဲတွေအကြောင်းပေါင်း300ကျော်ကို အဲ့ဒီကဘာလုံးထဲမှာထည့်ထားပါတယ်သူတို့ဖော်တာကတော့အဲ့လိုအခြေအနေတွေရှိပါတယ်ဆိုပြီးတော့စစ်တုံမန်တို့ပြန်လဲပြောပြလာတဲ့အခြေအနေပါပဲနောက်ဆုံးအပိတ်ပြောရမယ်ဆိုရင်တော့ဗျူဟာဂုံးကိုအပိသက်သိမ်းယူနိုင်ဖို့ကို လက်ကျန်တစကန်အချိုးကိုတော့ထိုးစစ်တင်တိုက်ခိုက်နေတယ်ဆိုပြီးတော့စခန်းလိုက်တို့အေကတော့ကြံခဲ့တဲ့အော်တိုဘာလနောက်ဆုံးပတ်မှာတော့တရားဝင်ကိုထုတ်ပြန်ထားပါတယ်ဒီဗျူမှာပဲကပ္ပစားတွေလည်းနှစ်မိုင်ခွဲသုံးမိုင်ခွဲအနည်းရောရောက်ရှိလာတဲ့အတွက်ကြောင့်စစ်ခွေးတွေကတော့ ကပ္ပစရဲ့နီးနားမှာရှိတဲ့ဂျွာသားတွေကိုစစ်သားယူနီဖောင်းဝင်ပြီးတော့ပပတ်လည်းမှာရှိတဲ့ကာကင်းစခန်းတွေမှာလူသားတိုင်းလို့အသေးခံထိုးကျတဲ့ပုံစံမျိုးတွေနဲ့အနည်းနာမှာရှိတဲ့ဒေသခံတွေကိုအတင်းကျပ်ကိုချင်းချောက်ပြီးတော့ကင်းနေဆောင်းခိုင်းနေလို့သိရှိရပါတယ်ဒါကတော့နိုင်ရီကန်ပြွာရဲ့ဒီကနေ့ညပိုင်းနောက်ဆုံးသိရတဲ့အခြေအနေပါပဲဒီပြုံမှာပဲရခိုင်မှာလည်းရှုံးရှုံးပြီးတော့စစ်ခွေးတွေအသေးပြောက်တွေများနေလို့ဘာလို့လာလဲဆိုရင်စစ်တွေမှာရှိတဲ့ စစ်တွေထောင်ကနေအကျဉ်းသားတွေကိုစစ်မှုထမ်းတင်တန်းတက်ဖို့ကိုပြည်မဘက်ကိုပြောင်းရွှေ့မှုတွေရှိနေတယ်လို့သိရှိရပါတယ်ဒါကတော့ဒီကောင်တွေအကြံကုန်ဂလုံးစားချက်အကွက်ပါပဲစစ်တွေမြို့မှာရှိတဲ့အကျဉ်းထောင်ကအကျဉ်းသားတွေကိုစီယုံပြီးတော့စစ်တင်တန်းတက်ဖို့ကိုပြည်မဘက်ကိုပြောင်းရွှေ့နေတယ်ဆိုပြီးတော့အထူးသဖြင့်ကျွန်တော်တို့ဒါနှစ်ရှိသမားတွေတသက်တကျုံချခံရတဲ့သူတွေကိုပြောင်းနေတာတွေရှိပါတယ်သူတို့ကစစ်မှုထမ်းပြီးရင်တော့ပြည်တံရုံးမယ်ကင်းလို့မယ်ဆိုပြီးတော့စီယုံပြီးတော့ပြည်မဘက်ကိုစစ်တင်တန်းတွေတက်ဖို့ကို ခွဲပြီးတော့ပူပြီးနေတာတွေဖြစ်ပါတယ်တဲ့အဲ့ဒီအနေနာမှာရှိတဲ့စစ်တွေမျိုးအနေနာမှာရှိတဲ့ကျေးရွာတွေကနေမိုးစလင်းလုံငယ်တွေကိုလည်းဒီအပိုင်းတွေမှာစစ်တွေမှာစစ်တင်တန်းတွေပေးနေတယ်ဆိုပြီးတော့မျက်မြင်တွေ့ရှိသူတွေကလည်းပြောပြထားပါတယ်ဒီပြုံမှာပဲဘာလုပ်လာလဲဆိုရင်စစ်တွေမှာရှိတဲ့ကျွန်တော်ရခိုင်ပြည်သူတွေယုံကြည်ကိုးကွယ်နေတဲ့စစ်တွေကတန်ဃာတော်တွေကိုလည်းဒါအမျိုးဘာသာတာသနာဆိုတဲ့ဘောရစိတ်တွေကိုစစ်ခွေးတကဒီအပိုင်းမှာချင်းမြင့်ပြီးတော့ပေးရနေရလို့သိရှိရပါတယ်အကြောင်းကတော့တိတ်မကြမီမှာ တခိုင်ပြည်နယ်မှာလူမျိုးရေးဝါရမိုင်းတဲ့ကိစ္စတွေပြိပခါတွေကိုတော့စစ်ကုံစီကတော့စတင်ဖန်တီးနေပြီဆိုတော့ကဒါလည်းဒီကောင်နေစစ်မနိုင်လို့စစ်ရှုံးလာပြီဆိုရင်မဘာသားတွေကိုအသုံးချပြီးတော့လူမျိုးရေးဝါရမိုင်းကြီးကောင်းကောင်းတိုက်တုံမယ်ဆိုတဲ့သဘောပါတစ်ဆက်တည်းမှာပဲ ARV တိုင်းသတင်းဌာနဖော်ပြလာတဲ့သတင်းပုတ်အရဆိုရင်တော့မွေးရာဇာဂိုင်းကောင်းဆောင်လူသက်သမားစစ်ခွေးကောင်းဆောင်မင်းရောက်လိုက်ကလကောင်းတည်တဲ့ မာရဝိဇယဖုရားလူစီကားစီရန်အမိန်ပေးစီယုံနေပြီးရွေးကောက်ပွဲမတင်းဆောင်ရန်ဖယကူကူးနေရလို့သိရပါတယ်ဒီပြုံမှာပဲနာမည်ကြီးဆိုလိုတွေပါဖိတ်ပြီးတော့ဒီဘုံမှာကျွန်တော်တို့မင်းအောင်လိုင်ကိုဖနက်ပါချုပ်ပြီးတော့ဆုတက်ယူတဲ့ဖိုးချုပ်ကပါတခါတည်းအဲ့ဒီမာရဝိဇယဖုရားပွဲမှာပါဝင်အားဖြည့်ပေးနေလို့သိရပါတယ်အပြည့်ဆုံးကတော့စစ်ကောင်းဆောင်ကမြန်မာနိုင်ငံမှာခိုင်ခန့်မှုအရှိဆုံးကြွားလုံးထုတ်နေတဲ့၎င်းတင်ထားတဲ့မာရဝိဇယကျောက်စင်းတူဖုရားမှာ လူစီကားစီဟန်နဲ့လာမဲရွေးကောက်ပွဲအောင်မြင်တွေရည်ရွယ်ပြီးတော့ဖယံကူးတွေလုံနေကြအောင်သတင်းမီဒီယာတီးရပါတယ်လုံမှာဘို့ဟိုမှာဓာတ်ဖုံးကြီးနတ်ဖုံးကြီးတွေဝစီဘိတ်တို့နဲ့ဘီရီယေတွေအစီအနေဖယံကူးကူးနေတယ်ဆိုတော့ကသူ့အနေနဲ့ရွေးကောက်ပွဲအတင်းဆောင်ဖြစ်လာမလားလုံနေရင်လည်းဘယ်နေရာတွေကနေဘာဖြစ်ုံမလဲစလာတယ်မင်းအောင်နိုင်ကတော့စိုးရင်နေတယ်အဲ့ဒါမလို့ဖယံကူးကူးနေတာဆိုပြီးတော့တပ်ဖက်ကလူတွေဆန်ကလည်းကြားသိရတယ်ဆိုတော့ကအဲ့ဒီသူကြွားလုံးထုတ်နေတဲ့ဒါ မာလာဝီစီယာဖျားဆိုတာလေကြားပြန်ရတဲ့ဝင်ငွေနဲ့ခရိုနီတိုက်ပေါင်းပြီးတော့ဝိုင်းပြီးတော့ထည့်ထားတဲ့ဖျားဆိုတော့အားဘေးနားမှာပဲသတင်းပြေဆုံးချပေးတာပါလေကဲတော့ဒီနေ့ညပိုင်းသတင်းတွေဖတ်ပြတာ reaction ဗီဒီယိုပိုင်းမပါတဲ့အတွက်ကြောင့်တချို့နေရာတွေမှာအကျယ်တဝင့်နေကျွန်တော်ဖတ်ပြထားပါတယ်အဲ့တော့ဗီဒီယိုပိုင်းလေးကတော့ဒီနေ့ညပိုင်းဒီလောက်လေးနဲ့ပဲအဆုံးသတ်ရပါတယ်ထုံးစံနိုင်ပဲမနှက်ပြန်မနှက်ခက်စောစောမှပဲသတင်းကောင်းရုပ်တံဗီဒီယိုပိုင်းပြည့်ပြည့်စုံစုံလေးနဲ့ပြန်လာခဲ့ပါဦးမယ်အဲ့တော့ကျွန်တော်ဘဲချင်းလေးပဲတင်နေ ဘယ်ကြောင်းရာတွေကိုပြောပြောအခုချိန်ဒီပုံမှန်ဝင်ရောက်ကြီးစုပေးတဲ့အမေသားသမီးမောင်နှမတွေတယောက်ချင်းစီတိုင်းစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါလိမ့်မယ်ခုနမဲပေးရွေးချယ်တဲ့ခါမှာတိုင်းပြည်သွင်းတဲ့အယိုးနဲ့ကာတဲ့လူမျိုးတွေကိုလောလောဆယ်တော့ကျွန်တော်တို့ပတ်စံမပေးသေးဘူးဒါကပြန်ရင်တော့ပေးမယ်လို့ပြောတယ်ကျွန်တော်စိုက်ကားနေတာစိုက်ကားဂိတ်မှာလာခေါ်ရတယ်ကျွန်တော်တိုင်းပြည်ကိုသွင်းတဲ့အယိုးနဲ့ကာတဲ့လူမျိုးတွေဒုက္ခတွေပေါ့နော်ဟုတ်လား ကိုယ်နိုင်ငံကိုကြိုးပေးပြီးတော့လာသမျှရန်သူချမကွာငါတို့ဟာလာစသည်ဖြင့်ဒီလိုကားတဲ့လူမျိုးတွေဖြစ်ဖို့လိုတယ်မဟုတ်ဘူးလားကျွန်တော်တယောက်တည်းအမြင်ပြောရရင်တော့အဲဘလို့မလို့နိုင်ငံရေးစစ်မြေမော်ပြန်ခေါ်ပြောမသိနဲ့ဒီအဲ့ဒီလူမျိုးတွေနဲ့စုဖွဲ့ထားတဲ့အဖွဲ့အစည်းမျိုးဘင်းတော့ထောက်ခံမှာနိုင်ငံကစီးပွားရေးကပြတ်စည်းနေလားဟုတ်ကဲ့ကျွန်တော်သားလားဘလို့မျိုးတွေဒီမှာဆိုတော့အဘဦးခင်ပြောဆိုတော့ပဲအချွေချုံရှိရလူကို အပေါ်ကိုနိုင်ငံအတွက်ကောင်းမဲ့လူတကယ်ကိုမှဟိုဘယ်လိုလဲဟိုတစ္ဆာရှိမဲ့လူအဲ့လိုမျိုးလူညီမတို့ရွေးချယ်ပြမှာပါဦးနေဝင်းကြီးမခေါ်ခဲ့လို့ခေါ်တော့လည်းခေါ်မှာပေါ့နော်ခေါ်တယ်မျိုးဘာသာတာသနာကိုစောင့်ရှောက်နိုင်တယ်ဆိုရာအပြင်မျိုးရှိစိတ်တက်တွေမျိုးကြပြန်လဲရှင်းသနာအောင်လုပ်ပေးနိုင်မယ်ဆိုရာပဲလူရှိပါရဲ့ခင်ဗျာမဆုံးမဖာမဆုံးမသားပြောဘူးလားပြောမှာပေါ့ဟဲ့မိမစစ်လို့ဖာမစစ်ပဲသားလို့ပြောဘူးလားမမမိဘာပြောနေတာလဲတန်ဝင်းကျင်ကတန်ဝင်းကျင်ကငါပြောတာ ဟာငါ့ကောင်ညီမဲ့အင်ကြီးရတော့လမ်းနေပြီနော်ယာဘယ်ကြရခုနကလာပြီးသွားတာဟာဘယ်ဘယ်ဘယ်ဟိုလာဒီရွာထဲလာပြီးသွားလားရွာထဲလာမဲစီယုံစီယုံတာလို့ပြောတာဗျာဟောစီယုံတာစီယုံတာဘယ်လိုဘယ်လိုစီယုံတာမဲဘကြောသွားပြီးမဲဘယ်လိုအင်ကြီးရလာပြောပါဦးအဲ့ဒါ9000ပေးမယ်တဲ့အင်ကြီးကိုပြတ်ပုံရိုက်မလားတဲ့ အဆက်9တောင်ပြေးမယ်အင်ဂျင်ဝင်ပြီးဓာတ်ပုံရမလားသူဓာတ်ပုံရအောင်လေးနဲ့အင်ဂျင်လည်းအလကားရသေးတယ်ဟာအဲ့နဲ့မဲလည်းအင်ဂျင်ဟာအင်ဂျင်လည်းရပတ်သက်လည်းရယူခိုင်းရလားဘယ်လိုကူရပါဗျဘနေ့ကမဲသူက6ဘွဲ6ရောက်လို့ဘယ်လိုဘယ်လိုမျိုးပြောပြီးရိုက်သွားဩမဲရှင်မဲဖူးဆောင်မယ်လို့ပြောတယ်အဲ့နိဟောအေးပါ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 မဲမဲလည်းအင်ကြီးရလကားရတယ်မဆက်ရရတယ်ယူရပဲနော်အဲယူရသကောဗျာမဲအင်ကြီးနဲ့မဆက်လကားရတယ် ဟမ်အေးဘာမဲဒါနဲ့မဲဘာဘယ်အားပြီးမှာအဲမဲတယ်နော်အန်တီရွေးတယ်မှာဟာလုံးပြီဘာရောသားဒီလို့ပါဘူးယာဟမ်မပြောဘူးအဲ့နေမဲဘုံစောင့်ပြီးမှာတဲ့လူစည်းယုံပြီးပါပေါ့ကွာအင်းစည်းယုံဆိုတော့စည်းယုံပြီးမှာပေါ့မဲဘယ်နှစ်ယောက်လောက်ရအောင်စည်းယုံပြီးနေမှာအောင်းအင်းမဲအရန်လူတွေရောစည်းယုံနိုင်မလားသူတို့ကတော့ဘာထဲမှာသူတို့ကလည်းအန်တီဘက်ထဲလောက်ပါလေမဲ ပစက်လေးရဖို့ယူအိတ်ညင်းတယ်ဘာလို့အိတ်နေလားဘလို့ငါအိတ်နေတာမနေ့ဆိုယူအိတ်တော့ယူအဲ့လားနုံးလားเออบายโหลปะทะน่ะย่ามาไอ้นี่เว้ยดับปုံย่าอย่างย่ามาหาย้ายดิเปียกูก็ย่าแล้วงากองย่าแล้วเมนูดาเมอ่ะปะเสร็จบลาวไปย่าย่าเลยกูมินิตะเพเนี่ยกูใส่ที่อ่ะเลยมาปะไว้เนี่ยไอ้หลุမျိုးนี้จ้ะรอแม่ปะเสร็จเลยไม่อยู่เต็มไอ้นี่แลไม่อยู่เต็มเลยแม่อ่ะไอ้หลุမျိုးนี้ก็ไม่รู้บานเนี่ยกว่าแม่เป้ก็จะแม่กูแจ้ไปรู้ย่าล่ะอยู่ตีแหละดิแม่เป้ก็จะตรุบไปมาหมดเพเนี่ยแม่อ่ะ အင်ကြီးလည်းယူပတ်ဆက်လည်းယူရအဲ့လိုမျိုးကြီးကြမကောင်းဘူးလားလို့ငါကောင်းအင်ကြီးမလက်တော့မလို့အားလုံးကဝိုင်း